တာလန်ထိုင်းရဲ့ International Weekly Review အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်မှာကမ္ဘာသတင်းဌာနကြီးတွေမှာတပတ်အတွင်းဖော်ပြခဲ့ကြတဲ့နောက်ဆုံးရသတင်းတွေထဲကနေစိတ်ဝင်စားဖွယ်ရသတင်းတွေကိုတင်ဆက်ပေးတော့ပါမယ်။ယခုတစ်ပတ်တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့အိန္ဒိယထိန်းချုပ်ထားတဲ့မြစ်တွေကရေကိုပါကစ္စတန်မရစေရဘူးလို့မိုဒီပြောလိုက်တဲ့သတင်း။ထရန့်ရဲ့ရွှေခွန်ချာကာကွယ်ရေးစနစ်မှာပူးပေါင်းပါဝင်မှုကနေဒါဝန်ကြီးချုပ်ဆွေးနွေးခဲ့တဲ့သတင်းနဲ့ ဆယ်ကျော်တပ်တွေပါဝင်တဲ့လက်ရာဆုံးအုပ်စုကိုဂျာမနီဖြိုခွင်းခဲ့တဲ့တဲ့။စံစဘာအစီအစဉ်နဲ့ပတ်သက်ပြီးဒေါ်လာ305တန်ပေးဆောင်ဖို့ထိုင်းဝန်ကြီးချုပ်အောင်ရင်လက်အမိတ်ချမှတ်ခံရတဲ့အကြောင်းစရိတ်စိတ်ဝင်စားဖော်ရတဲ့တဲ့တွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားဒေသမှာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားတာကြောင့် ဖြစ်ပေါ်လာတဲ့တင်းမာမှုအရှိန်ဖြင့်အိန္ဒိယထိန်းချုပ်ထားတဲ့မြစ်တွေစီကရေကို ပါကစ္စတန်ရရှိမှာမဟုတ်ဘူးလို့အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီကမေလ22ရက်နေ့မှာပြောကြားခဲ့ပါတယ်။ပါကစ္စတန်အနေနဲ့ရေမျှဝေတုံးဆွဲရေးအိန္ဒိချင်းအိန္ဒိယနဲ့ဆွေးနွေးညှိနှိုင်းလိုပဲမယ်။နယူးဒေလီအစိုးရအနေနဲ့ဆယ်စုနှစ်ပေါင်းများစွာသက်တမ်းရှိတဲ့သဘောတူညီမှုတိုင်းလိုက်နာရမယ်လို့ပါကစ္စတန်ဥပဒေရေးရာအရာရှိက ရိုက်တာသတင်းဌာနမှာပြုလုပ်တဲ့အင်တာဗျူးမှာပြောကြားခဲ့တာပါအိန္ဒိယအုပ်ချုပ်တဲ့ကက်ရှမီးယားဒေသမှာဧပြီလ22ရက်နေ့ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုပါကစ္စတန်ကကူညီပေးခဲ့တယ်လို့အိန္ဒိယကဆွဆွဲပြီးနှစ်နိုင်ငံကြား၄ရက်ကြာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်အဒီနောက်ရေမျှဝေသုံးဆွဲရေးသဘောတူညီမှုကိုအိန္ဒိယကရက်ဆိုင်ခဲ့ပြီး ပါကစ္စတန်ကိုရေမရအောင်လှုံ့ဆော်နေတာဖြစ်ပါတယ်။အိန္ဒိယကစီးဆင်းနေတဲ့မြေသုံးဆင်းစီကရေတွေကိုပါကစ္စတန်ရှိစိုက်ခင်80ရာခိုင်နှုန်းလောက်အတွက်ရေပေးဝေရေ1960ခုနှစ်မှာကမ္ဘာ့ဘဏ်ကအကြောင်းဝင်ညှိနှိုင်းပြီးနိုင်ငံသဘောတူညီမှုစာချုပ်ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံတွေဝင်ရောက်လာတဲ့လေကြောင်းအန္တရာယ်တွေကိုတားဆီးရေးရည်ရွယ်တဲ့ရွှေကွန်ချာဒုံးကြီးကာကွယ်ရေးစနစ်မှာကနေဒါပူးပေါင်းပါဝင်ရေးအမေရိကန်နဲ့ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ကနေဒါဝန်ကြီးချုပ်မာကီကာနီကပြောပါဗျာ။အဲ့ဒီဒုံးကြီးကာကွယ်ရေးစနစ်အသက်တည်ဆောက်မဲ့အစီအစဉ်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်က မေလ20ရက်နေ့ကမိတ်ဆက်ခဲ့ပြီးကန်ဒေါ်လာ25ဘီလီယံကုန်ကျမယ်လို့ကနအူးခန့်မှန်းထားပါဗျာ။ ်ဒီစီမံကိန်းမှာပူးပေါင်းပါဝင်ရေးကိုကနေဒါကစိတ်ဝင်စားတယ်လို့ထရန့်ကပြောပါတယ်ဒီလိုပြည်ပြည့်စုံတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုအမေရိကန်ကဘလို့ပေးပုံမလဲကနေဒါကဘလို့ပူးပေါင်းပါဝင်မလဲဒါမှမဟုတ်ဘလောက်ပေးမှာလဲဆိုတာရင်းနဲ့ပတ်သက်လို့တန်လျာရှိကြောင်းပညာရှင်တွေကပြောထားပါတယ်အမေရိကန်ဒုံးကျည်ကာကွယ်ရေးစနစ်တင်မှာကနေဒါပူးပေါင်းပါဝင်ရေးအစိမ့်မြင့်ဆွေးနွေးမှုတွေလှောက်ဆောင်နေတယ်လို့ကာနေကသတင်းထောက်တွေကိုပြောပါရယ် လက်ရှိအချိန်ဒီမှာကနေဒါအနေနဲ့အဲ့ဒီစီမံကိန်းအတွက်ငွေဘလောက်သုံးဆွဲမလဲဆိုတာကိုတော့မသတ်မှတ်ရသေးပါဘူး။အစ္စရေးရဲ့တန်ကွန်ချာဒုံးကြီးကာကွယ်ရေးစနစ်ထက်အဆင့်ပိုမြင့်ပြီးကုန်ကျစရိတ်လည်းပိုများမဲ့ရွှေကွန်ချာဒုံးကြီးကာကွယ်ရေးစနစ်ကိုတိဆောက်ဖို့ထရန့်ကဟိုးအရင်တည်းကရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ကနေဒါကကာကွယ်ရေးအတွက်အကူအညီရဖို့ဆန္ဒရှိနေတာကြောင့်မိမိတို့ဆွေးနွေးသွားမယ်လို့ထရန့်ကပြောပါတယ်။ နောက်ဆုံးခုခံကာကွယ်ရေးလှိုင်းလိုအမိပေးထားတဲ့လက်ရအစွန်ရောက်အဖွဲ့မှာပါဝင်တဲ့ဆိုတော့စေတော်သက်လူငယ်9ဦးကိုဂျာမနီရဲတပ်ဖွဲ့ကဖမ်းဆီးထားပါတယ်။အဲ့ဒီအဖွဲ့ဟာရွှေပြောင်းနေထိုင်သူတွေနဲ့နိုင်ငံရေးပြိုင်ဘက်တွေကိုတိုက်ခိုက်ပြီးဂျာမနီရဲ့ဒီမိုကရေစီစနစ်ကိုမတည်မငြိမ်ဖြစ်အောင်လုပ်ဖို့ရည်ရွယ်ထားတာလို့လည်းသတင်းတွေမှာဖော်ပြထားပါတယ်။အစအုံ73ခုကိုရှာဖွေစီးနင်းပြီးတဲ့နောက်နိုင်ငံတော်နေရအမျိုးမျိုးကလူငယ်9ဦးကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့အစိုးရရှိနေတွေကပြောပါတယ်။ ပြည်တွင်းအချမ်းဖတ်ဖွဲ့မှပါဝင်မှုကြောင့်စဲကျော်သက်လူငယ်တွေကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့အစိုးရရှေ့နေတွေကပြောကြားထားပြီးအသက်14နှစ်နဲ့18နှစ်အရွယ်ကြားလူငယ်2ဦးဟာလူတပ်ပြီးမိရှို့တိုက်ခိုက်ဖို့ကြံစီထားသူတွေဖြစ်တယ်လို့လည်းရဲတပ်ဖွဲ့ကဆိုပါတယ်သူတို့ဟာရွှေပြောင်းနေထိုင်သူတွေရဲ့နေအိမ်တွေနဲ့လက်ဝဲစွန်းတွေရဲ့အစာအုပ်တွေကိုတိုက်ခိုက်ဖို့ကြံစီနေတာဖြစ်တယ်လို့သိရပါဗျ။ဖန်စီခံရသူတွေထဲက2ဦးဟာ ဂျာမနီအရှေ့ပိုင်းမှာယဉ်ကျေးမှုစင်တာတခုကိုမီရှိုတိုက်ခတ်ခဲ့သူဖြစ်တယ်လို့သိရပါဗျ။ဂျာမနီဟာဂျာမနီလူမျိုးတွေအတွက်ပဲဖြစ်ပြီးနာဇီဒေသဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကကြွေးကြော်လေးရှိတယ်လို့သိရပါဗျ။ဒီတော့တွင်အစွန်ရအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ဂျာမနီနိုင်ငံတော်ဆိုတဲ့အဖွဲ့ကိုလည်းဂျာမနီရဲတပ်ဖွဲ့ကဖော်ထုတ်ဖြိုခွင်းခဲ့ပါဗျ။မစင်မစင်လှုပ်ဆောင်ခဲ့တဲ့စံစဘာပေးဝေရေးဂရီဘေးစီမံကိန်းနဲ့ပတ်သက်တဲ့ထိခိုက်ဆုံးရှုံးမှုတွေကြောင့်ကန်ဒေါ်လာ305တန် တ်တစ်ဆယ်မီလီယံပေးဆောင်မှုထိုင်းဝန်ကြီးချုပ်ဟောင်းရင်လက်ရှင်နာဝါထရာကိုထိုင်းတရားရုံးတရုံးကမေလ22ရက်နေ့မှာအမိန့်ချမှတ်ခဲ့ပါတယ်။ စံစဘာစီမံကိန်းကြောင့်ဥပိ္ပခပြုမှုနဲ့ရင်လက်ဟာ2019ခုနှစ်ကထောင်ဒဏ်9နှစ်ချမှတ်ခံခဲ့ရပြီးပြီးပါသို့ထွက်ပြေးတန်းရှောင်နေခဲ့တာပါနိုင်ငံရေး heavy weight ဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့ညီမဖြစ်ပြီးလက်ရှိဝန်ကြီးချုပ်ပေတွန်ထန်းရဲ့အတော်ဖြစ်သူရင်လက်ဟာမကြာခင်ထိုင်းနိုင်ငံကိုပြန်လာမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ပြီးတဲ့နောက်ထိုင်းတရားရုံးကအဲ့ဒီအတိုင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ူ့ရဲ့အစီအစဉ်ကြောင့်လယ်သမားတွေကိုကာလာဈေးကွက် ပေါက်ဈေးထက်90ရာခိုင်နှုန်းပိုပြီးပေးခဲ့ရတဲ့အတွက်နိုင်ငံဗန်နာငွေတွေအများကြီးဆုံးရှုံးခဲ့ရတယ်လို့တရားရုံးကပြောပါတယ်။သူ့ရဲ့ဖြူထိုင်းပါတီဥဆောင်တဲ့အစီအစဉ်ကြောင့်နိုင်ငံရန်မုံငွေဘီလီယံနဲ့ချီဆုံးရှုံးခဲ့ရတယ်လို့စံစဘာတန်ချိန်များစွာဟာလည်းရောင်းမထွက်ပဲရှိနေခဲ့တာဖြစ်ပါတယ်။ဗန်နာရေးဝင်ကြီးဌာနအဆုံးရှုံးခဲ့ရတဲ့ဒေါ်လာ305တန်းကိုပြန်လည်ပေးဆောင်မှုတရားရုံးကမေလ22ရက်နေ့ကအဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အသက်58နှစ်ရွယ်ရင်လက်ဟာရွေးကောက်ပွဲတောင်မျိုးကမ်းမြို့အနိုင်ရပြီးတဲ့နောက်2011ခုနှစ်ကအာနာရလာခဲ့ပြီး2014ခုနှစ်ကအာနာသိမ်းမှုအတွင်းသူ့ရဲ့အဆိုးရဖြုတ်ချမခံရခင်ရပ်ပိုင်းအလိုကနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်တောင်လင်ထိုင်းရဲ့ International Weekly Review Season ကနေမေလနောက်ဆုံးပတ်အတွင်းကမ္ဘာတစ်ဝက်မှာဖြစ်ပွားခဲ့တဲ့ထူးခြားဖြစ်စဉ်သတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ ဒီစီဇန်ကိုပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်လို့နောက်ပတ်တွေမှာလည်းစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။တောင်လေထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လေထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။